ဟုတ်ညဆန်ကိုနိချွာအားလုံးပဲမင်္ဂလာပါဗျာဆက်လို့ဒီနေ့က trading mindset ပြီးတော့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်အဒီနေ့ကတော့ဆိုလို့ဒါ10ရက်နေ့မြောက်နေနဲ့အဲရောက်ပြီဆိုတော့10ရက်နေ့မြောက်မှာဆိုတော့သုံးဆောင်တဲ့နှစ်ပုတ်ပေါ့နော်ဒီတစ်ခေါက်ကထံပုံမှန်တဲ့တပုတ်ရေအဲနောက်တစ်ခုကကျော်တော့ချောပုံမှန်တဲ့တပုတ်ပေါ့နော်ဆက်လို့ပုတ်ရှိနေပုတ်တို့တပုတ်စီနေနဲ့အဲဆက်ပြီးတော့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်အခုဒီနှစ်ပုတ်ကကျော်တော့ဆိုတော့ဒါအဲ JLPT မိကုန်ဟောင်းတဲ့ကနေပြီးတော့2022လပိုင်းမှာမိသားစုမိကုန်ဖြစ်ပါတယ်နော် 系阿成先生咧就都诶嚟来之后嘛，OK，通常咧就汤姆会有所杀之后嘛，OK，诶、呃、えー，通常在大门在一进嘛，为他的帮上嘛咯，诶、呃，通常咧就每公里的车已经有种诶拍之后，OK，都把每他的所个问题嘛、ま，每他的下个年代呢诶，多个汤姆有时代利用性はどうするように言われているか ?OK, ダメ語の質問。OK, နေနိုင်သဘောတရားကကျတော့ဒီအနှစ်မကုန်ခင်မှာနော်နှစ်မကုန်ခင်မှာဆိုတော့ဒီအယွေစားကြီးမားတဲ့အမိုက်တေအိုဂါတာကိုမီကိုပစ်ချင်တဲ့ဒီလယောစေလယောဆိုတာကဒါအဆောင်ကိုပြောတဲ့ခါကျတော့အဆောင်ចောင်းသားចောင်းသူတွေပေါ့နော်အဆောင်သူအဆောင်သားပေါ့အဲ့လိုပြောလို့ရတယ်အဲ့တော့အယွေစားကြီးမားတဲ့အမိုက်ကိုပစ်ချင်တဲ့အဆောင်သူအနေနဲ့ဘယ်လိုမျိုး လောက်ရမလဲပေါ့နော်ဘလိုမျိုးလောက်ဖို့ပြောထားတာလဲပေါ့ဒီစာပိုင်းမှာအဲ့လိုမေးကုန်မေးထားပါလေအဲ့တော့ဒီနှစ်မကုန်ရင်ဒီနှစ်နှစ်နှစ်ကုန်မကုန်ရင်ပေါ့နော်ဒီအမိုက်အမိုက်ရေးစားကြီးမာတဲ့အမိုက်တွေကိုပြစ်ချင်တဲ့အဆောင်ဒူတွေဆိုရင်ဘလိုလုပ်မယ်လို့ဒီစာပိုင်းထဲမှာပြောထားပါလေဒါမေးကုန်မေးထားတာဖြစ်ပါလေโอเคအဲ့ဆိုတော့ဆရာတို့ထုံးစံလေးတစ်ခေါက်လောက်အဲဖတ်ကြည့်အောင်နော် OK စာကြည့်အောင်ဆိုတော့ဒီခေါ်ဝအရအရကစရီယိုနောအကေဂျီဘန်နီကေဂျီစားတဲ့တောင်းပုံချော်တဲ့အရင်အောက်မှာပေးထားတာကတဲ့ဒီအောက်မှာပေးထားတဲ့စာဖိုက်ကပေါ့နော်အဲ့တော့အဲကကစရီယိုအတိပေကကျတော့အကြောင်းကားကြောင့်သူအဆောင်နေတဲ့အကြောင်းကားကြောင့်သူတွေရဲ့ကေဂျီဘန်ကေဂျီဘန်ဆိုတာကြောင်ညာဆိုင်ပုတ်တဲ့မှာကြောင်ညာဒီဖော်ပြထားတဲ့စာဖိုက်တစ်ပိုက်ဖြစ်ပါတယ်တဲ့အဲ့တော့2019စနလမိုင်းတည့်ရနေ့မှာအရေးထားတာဖြစ်ပါတယ်အဲ့တော့ ကက်စေကကီကကီတဘောဒီယာကကြောင့်တော့မင်းဆာမမင်းဆာဘေဘီအားလုံးကိုပြောတာနော်ကျောင်းသားအားလုံးသိအောင်ကိုရေးထားတဲ့သဘောဖြစ်ပါတယ်ဆိုတော့ခေါင်းစဉ်အနေနဲ့ပါရေးထားလဲဆိုတော့နန်မတ်ဇွန်ကွန်မီနိုရှူရှူနေချိတဲ့ဒီနှစ်ကုန်ပေါ့နော်ဒီအမိုက်ဖြည့်ရှင်းလင်းတိမ့်စေးတာပေါ့စူးစောင်းတာနဲ့ပတ်သက်ပြီးတော့မှရေးထားတဲ့အကြောင်းအရာဖြစ်ပါတယ်โอเคစာရအောင်ဆိုအဲ့တော့နိုင်နိုင်ကွန်မီနိုရှူရှူဝါဂျူနီကာဇူနီဂျင်ရှီချီနီချီစီကအဲဆိုင်ရှူဘီတိုနာရီမတ် 大掃除や引っ越しなどで大,大,大量のゴミを出す場合は、22, 22日金までに管理室までご連絡ください。まだ多かったゴミを捨てる場合は、各自で市の清掃局へ収集の申し込みが必要です。収集日は清,清掃局から指定指定されますので、管理室にもお知らせください。

မကုန်ခင်ပေါ့နော်အမိုက်ကိုရှင်းလင်းသိမ်းစရာဆရာရှူးရှူးလုပ်တယ်ပေါ့ဆလို့ဒီအမိုက်သိမ်းကားတွေဆိုရင်ရှူးရှူးရှာကုန်ပြီရှူးရှူးရှာလို့ခေါ်တယ်ဆိုတော့အမိုက်သိမ်းတာ ਨੇ ပတ်သက်ပြီးတော့12လပိုင်း29ရက်နေ့စိတ်ရုံးပြီးမှာပေါ့နော်နောက်ဆုံးရက်နေနေဖြစ်မှာပါလေနောက်ဆုံးရက်ဖြစ်မှာပေါ့နော်အဲ့တော့တန်ရှိအကြီးစားလောက်တာအိုးဆိုးကြီးလောက်တာ ਨੇ ဟိခုတ်ရှိအပြောင်းရွှေ့မှုနားတော့နားတော့စာအသည်ဖြစ်ပေါ့နော် ထိုင်းဒီယုံကောမီအရင်းစားများတဲ့ပမာဏများတဲ့အမိုက်တွေကိုပြစ်ချင်တဲ့အခြေအနေနော်ပြစ်ချင်တဲ့အခြေအနေမှာဆိုရင်လည်း22ရက်နေ့တောက်ကြနေနောက်ဆုံးထားပြီးတော့မှခန်းဒီရှိစုကိုဆက်တွေ့အကြောင်းကြားပေးရပါမယ်ခန်းဒီရှိစုဆိုတာကဆိုတော့တကယ် manage လုပ်တဲ့ဟိုရုံးခန်းပေါ့နော်ဆိုတော့စီမံခန့်ခွဲတဲ့စီမံတဲ့ရုံးခန်းကိုဆိုတော့ဆက်တွေ့အကြောင်းကြားပေးရမယ်မတ်တာတဖန်နဲ့ ။ ఓ ကတကုမစ္စတေရီဘိုင်း။ Okay ။ရွေးစားကြည့်မှတဲ့အမိုက်တွေပြစ်တဲ့အချိန်မှာဆိုရင်နဲ့ပြစ်ချင်တဲ့အချိန်နေမှာဆိုရင်ပေါ့နော်။အဲ့တော့မေးခွန်းနဲ့မှမေးတာလည်းတော့ kait နေတယ်နော်တတိထားပြီ။အဲ့တော့ခက်ခက်ကြည့်တဲ့အလူအတီးတီးဆိုတယောက်ချင်းစီပေါ့နော်ကိုကိုကိုပြစ်မယ်ဆိုကိုသွားပြီးတော့ရှင်တော့ဆေးကျော်ဆေးဆိုးကျော်ကဆေးဆိုးကျော်ကရတော့တရားဆိုတော့မြန်မာဆိုစီပင်ယုံပုံစံပြောတဲ့သဘောပါနော်အမိုက် ပစ်တဲ့ဒီအမိုက်ပြဿနာပတ်သက်ပြီးတော့အမိုက်နဲ့ပတ်သက်ပြီးတော့ယုံလောက်ထားတဲ့ပုံစံစီမင်းယုံပေါ့နော်ဆိုမြန်မာလိုမျိုးဆိုရင်အဲ့တော့မြို့မှာရှိတဲ့စီမင်းယုံတွေကိုသွားပြီးတော့မှရှူးရှူးသမုရှိကွန်မီတိတ်ပေကဒီမိုက်ရှင်းလင်းတဲ့ဒီရှောက်လွာကိုယူဖို့လာတယ်ပေါ့နော်အဲ့ဆိုမုရှိကွန်မီလောက်ကိုလွှတ်ပါတယ်တဲ့ရှူးရှူးပြီးကိုပြစ်ချင်တဲ့အစူဆောင်ချင်တဲ့အမိုက်တွေစူးဆောင်ချင်တဲ့နေကိုအဲစီပင်ယုံကနေပြီးတော့မှတက်ပတ်မှာဖြစ်တဲ့အတွက်ကြောက်စတဲ့စတေးစားလိမ့်မစနော်ဒီခန္ဒီရှိစုနေမို့ခန္ဒီရှိစုကိုလည်းပဲအကြောင်းကြားပေးပါတဲ့ နော်နောက်နောက်ဆိုတာကဒါအပြင်ဆိုတာကသတိထားမယ်အချက်တစ်ချက်ပေါ့နော်အဓိကကြီးသူကအဓိကဖော်ပြချင်တာဒါသတိထားမယ်လို့ပြောပြချင်တယ်အမှနောက်နော်ဘာသတိထားမလဲဆိုတော့နေနိုင်ရှူရှူတော့မွေးစကုံးအဲ့တော့ဒီနှစ်ကုံလေကိုပြစ်မယ်အမှိုက်ပေါ့နော်ဒီပျောက်လွာကတော့16ရက်နေ့တနင်္လာနေ့ကဖောင်ပိတ်မှာဖြစ်ပါတယ်နောက်ဆုံးရက်ပေါ့လေပြောမယ်ဆိုတော့နော်အဲ့တော့ အပူပေါင်းပါဝင်ပေးဖို့တောင်းဆိုချင်ပါတယ်တဲ့နော်အဲအဲစာပိုင်းလေးပြောထားတယ်ဆိုတော့ဆိုလို့မေးထားတဲ့မေးဖို့နဲ့တွားညှိချင်နေဆိုရင်ရွေစားကြီးမတဲ့အပိုက်ကိုစာပြစ်ချင်နေဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ဒီမှာအဖြေကဆိုတော့ ogata commissary by ဆိုတော့ ttt တော့ဆိုတော့အဖြေရှိပါမယ်အဲ့တော့ဒီဟာကိုဆိုတော့ခုနရှင်းပြထားပြီးသားဆိုတော့ဒီဟာနဲ့ကိုက်ညီတဲ့ဟာတချောင်းဆိုတော့ယူပေးရပါမယ်ဖြစ်ပါတယ်အဲ့တော့ဘယ်နံပါတ်ဖြစ်မလဲ1 2 3 4 okay ဘယ်နံပါတ်ဖြစ်မလဲယူပေးပါမယ် 1> OK。ベナマ番のピエガ。OK。1番ピエパリー。正しい答えは一番です。バ、ま、ビ番ソユーダレソロ。12月 18, 18日、までに製造局に収集を申し込み。 修修比我看你是真的连那个字了，大家不买的。反正说，生生了老外这些年，那种他比了马上把老外们来说了，啊，这边用我修修那不代表少来人对没？毕竟，哎，看你是这个嘞，说了个，这对张家不一样，没路标的嘞，对照。 ဆိုတော့အစ်ချီဘန်ကအဖြေမှန်မှာဖြစ်ပါတယ်နော်ဒီမှာလည်းပြောထားပါတယ်ကိုကိုတိုင်းဒီတော်ပြီးတော့မှဒီဒီဆေးဆုပ်ဖြစ်ဖို့တော်မယ်တော်ပြီးတော့မှခန္ဓာရှိစုကလည်းဟိုရှာဆဲလုံးမယ်ပြီးဆက်ရှင်အနေနောက်ဆုံးပေါင်ပိတ်မှာဆိုတော့ဆက်ရှင်အနေနောက်ဆုံးတာပြောဆိုလို့တော်မှာရမှာ20နှစ်နေတော်ရင်တော့မရတော့ဘူးနော်ဒါတော့တတိထားမယ်အဲ့တော့စမ်းနေယုံကတော့ဘလို့မှအဖြေက မမှန်ပါဘူးအဲ့တော့နိဗ္ဗာန်ကကြတော့ရှေ့မှာကကြတော့ခန္ဓာရှိစုကလန္နာကုလုံးမယ်ပြီးတော့နိုင်နိုင်တော့ရွှေရွှေကခန္ဓာခါဒုက္ခဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာကကုနေလို့ရမယ်လို့ပြောတာဇာဘိုက်ထဲမှာလုံးဝမပြောထားတော့အဲ့ဒါနော်အားကြောင့်ဖြေမှန်ကအစ်ဂျီပန်ကိစ်နော်ဒါတော့ရရင်တော့မခက်တော့ဘူးထင်ပါလိမ့်ဆိုပြောနော်ဒီမှာကတခုရှိတယ်ဆိုတော့ဒီစာအရေးသားအနေနဲ့ထွန်တော်ကိုတို့ this ဆိုတာက so this so this ဒါ so this အဲ့လိုမျိုးပုံစံကြီးအရင်ကြည့်တဲ့တုံတုံနော်ဆိုတော့ဟဲ့ မေလို့ကြားလေးအဲ့လိုမျိုးပုံစံနော်ဟာစာရေးတာမှာတုံးပါလေသူကဘာလို့ဆိုတော့သူစာလုံးစိမ့်နေမှာဆိုလို့နော်โอเคအဲ့ဆိုတော့ဒါတပုတ်ရရတော့မယ်ဆိုတော့နောက်တပုတ်လေးဆက်တော့ကြည့်အောင်နောက်တပုတ်ကလည်းနေတော့များတာပေါ့နော်ဒါချုပ်ပုံပုံလေးဆိုတော့လေโอเคမေကုငွေစာပြီးအောင်ဆိုအဲဖတ်ကြည့်အောင်မေကုသုံးချောင်းတုံးပုံရှိပါတယ်နော်မေကုသုံးခုစီဆိုတော့ဆိုတဲ့ချာလေးကြည့်မယ်မွန်တိုင်းအခြေကကြတော့မွန်တပါမေထားလေးဆိုတော့ 今、嫌いな人と話すことについて、秘書はどのように述べているか。嫌いな人、こう、めっちゃめに、めに立てるもの、こう、めっちゃい、まあ、ね、ネタでログチミアルログピョーメン。あの、サガーピョーレ、ね、ジャンヤネペテピロー、サイセアブルーミュー、サバイテマ、ポピアタテレ。コメチャイネタでログミサガーピョーレネペテピロー、サイセアガ、ディサバイポマブルミュー、ポピアタテレ、ミゴン、タ、モンダイチ。モンダイニーサザトアジアン。モンダイニーガジャロー、 A かな A。変なバティドンバーがかなりピアピアライメの。OK、はい。その筆者が、え取材の体験を通す、体験を通して分かったことは何か。OK、筆、え、者、ー、さサイズやサイドが取材、取材、そうだったら取材。取材にボディアがり、その、今、ね、ゴッピーチェンジャンヤル,ール、ルリオ、ウェイミアナ、アルミビオロヤレ。 မေးမြန်းနေဆိုတော့ဒီ interview စေ interview မေးတာပေါ့နော်အဲ့လိုမျိုးပုံစံရှင်းစားရတဲ့တောင်းပါတယ်နော်အဲ့တော့လူကိုကိုမေးမြန်းလိုက်တယ်လူတွေကိုမေးမြန်းတဲ့အတွေ့အကြုံကနေသစင်နားလေခဲ့တဲ့အကြောင်းအရာဘာများဖြစ်မလဲတဲ့ဇာတ်ရေးစရာသူသူသိချင်တဲ့အကြောင်းအရာသူမေးလူတွေကိုမေးမြန်းတဲ့အတွေ့အကြုံကနေသစင်သူသိသွားတဲ့အကြောင်းအရာဘာများဖြစ်မလဲတဲ့မေးကိုမေးထားပါလေဒါမွန်တိုင်းနေ့မထနောဆရာမမမီယောနေနော်နော်ဆန်မတ်မွန်အေဟီရှာနိုအီတိုက်ကိုတော့ဇာတ်ရေးစရာပြောချင်တဲ့အကြောင်းအရာဘာလဲဆိုတော့ ဒါရှင်းရှင်းပဲเนาะဒါမေးများတာနောက်ဆုံးကတော့ဇာတိဆရာပြောချင်တာဇာတိဆရာပြောဆိုလို့ချင်တာလေမေးများပါတယ်အဲ့တော့ဒီတုံးခုကိုဇာတကောပြန်ပြောမယ်ကိုမကြိုက်မနစ်တက်တဲ့လူကိုကြည့်မရတဲ့လူပေါ့ပြောမယ်အစကားပြောရတယ်ပတ်သက်ပြီးတော့ဇာတိဆရာဘယ်လိုမျိုးဖော်ပြထားလဲစာပိုင်းမှာနောက်ဇာတိဆရာကသူသိချင်တဲ့ဟာကိုသူလူတွေမေးမြန်းတဲ့အတွေ့အကြုံကနေသိရင်သူသိသွားတဲ့အကြောင်းအရာကဘာဖြစ်မလဲနောက်ဆုံးမှာသူဘာကိုပြောချင်တာလဲဒါပဲအဲမေးခွန်းတုံးခုတေချာလေးပတ်သက်လေးနော်โอเคဇာတိသိသွားပြီဆိုရင်ဇာတိစာပိုင်းလေးစာပြီးတော့ဖတ်လို့ရတော့မယ်စနေနေ့လေး ဟိုကနည်းနည်းကျင်းလိုက်ပြီเนาะဖတ်လို့လို့ရအောင်เนาะโอเคအဲ့ဆိုရင်ဆက်ဆက်ပါပြီဆိုတော့โอเคနည်းနည်းတော့ပြရတယ်เนาะဆက်ဖိုက်ကโอเคဆက်မင်းအကြဧကဝအာရုစကာစကာကခိုင်တာဘွန်ဂျော်ဒေအရစ်တိုနီတိုင်းစတဲ့好き嫌いの感情を持つことは誰にもあることだ。それ,はそれを否定することはない。だが、好きな人とばかり付き合って、ビジネス生活を送ることは はっきり言って不可能なのである。分析してみると、好きな人と、好きな人とは、つまり話が合う人で、自分と考え方が似ているケースが多い。そして、嫌いな人と考え方が合わない人がほとんど。嫌い、もしくは考え方が合わない人は、自分とは違う発想をしているわけで、じっくり話を 聞いてみると、面白い見方、魅力のある、えー、発見を考えてくれることがある。私自身取材をしていて、最初は、感じ悪いな、こいつは、と思った人物が話をしている、行くうちに、あなるほど、といった情報を教えてくれたことがある。そうすると、取材が終わったことには、この人はいい人だ、いい人だ、と判断を 考えてしまうんだから、念願の高悪の感情なんて実にいい加減なものです。初めて人に会った時は、好き嫌いの感情を抜きにすること、素直に人を見て、話を聞いて、そして面白い話を聞くことができたら、相手に共感する。そうする人は、謙虚になっていく。何といっても仕事に役に立つ。頻度 をもらったわけだから、相手を尊敬するようになる。それが続くうちに人は出会った相手を尊重し、経験を大切にする人間を変わっていく。そういった人間になってしまえば、他人からも信頼されるし、えー、たのい、親し、親し、親しまれるだろう、というな。あいろ、なんでいろ、なれそのため、 စာတေချာလေးရှင်းပြပေးမယ်နော်ဒါပေမဲ့မေးခွန်းကိုတော့မမေးနိုင်နဲ့နော်သူဘာမေးချင်တာလေးဆိုတာဒီကောင်းနေမှာမြေးနိုင်မှာထားနော်โอเคဆောက်ပါမယ်ဘာသာပြန်ပေးပါမယ်ဆိုအောက်မှာပေးထားတဲ့စာပိုက်ကစာရေးဆရာတယောက်က ရေးထားတဲ့စာပိုက်ဖြစ်ပါလေတဲ့အဲ့ဒါလူပုံမှန်မူတည်ပြီးတော့ story တိုင်းရှိတယ်လူပုံမှန်မူတည်ပြီးတော့ကိုကြိုက်ခြင်းမကြိုက်ခြင်းပေါ့နော်ကြည့်လို့ရတာကြည့်လို့မရတာပေါ့လေတချို့ဆိုဆက်ဆက်ပြည်လုံးကြည့်လို့လည်းကြည့်လို့လည်းမရဘူးဘယ်လိုလဲမသိဘူးဆိုပြီးတော့လေအဲအဲ့လိုမျိုးပါ ကြည့်လို့ရတယ်ကြည့်လို့မရတာဥမာကြိုက်ခြင်းမကြိုက်ခြင်းပေါ့နော်စိတ်ခံစားချက်ရှိတာတော့ဘာလို့မဆိုပေါ့နော်ရှိရှိကြတယ်တဲ့အဲ့ဒါငင်းဆန်လို့မရတဲ့အကြောင်းအရာတခုပဲတဲ့ဒါကဒါပေမဲ့ကိုသဘောကျနေတတယ်ကိုကြည့်ရတဲ့လူနဲ့ကြီးပဲပေါ့နော်ပေါင်းတင်ပြီးတော့မှဒီလုပ်ငန်းတွေကိုပေါ့နော်ဆက်လက်လုပ်နေတာလုပ်သွားတယ်ဆိုတာကြီးကတော့တဲ့သူ့အနေနဲ့ပြောဖို့ကတော့မဖြစ်နိုင်ဘူးပေါ့နော်ပြောဖို့ကတော့မူရီဖြစ်မဖြစ်နိုင်ဘူးပြောဖို့ကတော့ဖုခနောဆေနော်မဖြစ်နိုင်ဘူးတဲ့ ဟိုကိုဥမာကိုကြည့်တဲ့ကြည့်လို့ရတဲ့လူနဲ့ပဲပေါင်းပြီးတော့မှသူနဲ့ပဲလုပ်ငန်းတွေလုပ်မယ်သူနဲ့ပဲနေမယ်ဆိုတဲ့ပုံစံကြီးကတော့အဲ့လိုမျိုးလောက်သွားတယ်တော့မူတည်တော့ဖြစ်နိုင်ဘောနော်အဲ့တော့ဘုံဂျက်ကစ်စတမီတို့အတူအနေနဲ့ analysis လုပ်လိုက်တာခွဲချမ်းစိတ်ပြကြည့်လိုက်တဲ့အခါကျတော့ဘာဘလို့ဘလို့တွေးရလဲဆိုတော့သူကိုသဘောကျနေတတ်တယ်လို့ကိုကြည့်လို့ရတယ်လို့ဘုံတော့ဆိုခေစကားရအောင်ဆိုကြည့်လို့ရတယ်သူတနည်းအားဖြင့်ကိုနဲ့စကားကိုက်ညီတယ်လို့စကားတည်တယ် ဘယ်လိုပြောမလဲစကတ်ကျော်စကားစကားပြောလို့ကမှတိတ်တိတ်ကြတယ်လေတိတယ်မတိတ်တဲ့လူနဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့အမြင်ပေါ့နော်ကိုယ့်ရဲ့အတွေးခေါ်တယ်နဲ့ကန့်ညီတဲ့အကြောင်းအရာတွေကများတယ်တဲ့အဲ့ဒါပြီးတော့ဘာလို့လဲဆိုတော့ကိုမကြိုက်တဲ့လူနဲ့ကိုကြည့်လို့မရတဲ့လူတွေကကြတော့ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ခံစားရတာပေါ့နော်ကိုယ့်ရဲ့တွေးထားတဲ့ပုံစံနဲ့မကန့်ညီကြတဲ့လူတွေကများတယ်တဲ့ပြောမယ်ဆိုရင်ဆိုတော့တေချာဆိုင်စာသူပြောတာပေါ့နော်တေချာဒီ analysis လောက်ကြည့်လိုက်တော့ပေါ့နော်တေချာ ခွေးချင်းစိတ်ပြန်ကြည့်လိုက်တဲ့ခါကျတော့ကိုကြည့်လို့ရတဲ့လူဆိုတာကတကယ်တမ်းတနည်းအားဖြင့်ပြောမယ်ဆိုစကားတဲ့ကြတဲ့လူကကိုနဲ့အတွေးခေါ်တူကြတာများတယ်ကိုရင်းမကြိုက်တဲ့ကိုနဲ့မကြည့်လို့မရတဲ့လူတွေတော်တော်များများကကိုရဲ့အတွေးခေါ်နေမကန့်ညီတဲ့လူတွေကများတယ်အဲ့တော့ဆရာသိရမှာကအဲ့အဲ့ဟာကပြောထားတဲ့ခါကျတော့ဒီမှာမိကုံးကကိုမကြိုက်တဲ့လူနဲ့စကားနဲ့ပတ်သက်ပြီးတော့ပြောတဲ့ခါမှာဆိုင်းစရာဘယ်လိုပြောထားလဲစကားပြောကြည့်လိုက်တဲ့ခါကျတော့ကိုနဲ့မကန့်ညီတဲ့ အမြင်တွေကများတယ်ဘောနော်အဲ့တဘုံမျိုးပြောတဲ့ပုံစံဆိုတော့စသည်မှာအဖြေကအစ်ကြီးဘန်းထဲမှာတော့ပါနေပြီသူကနေထားတဲ့မိဘုံထဲမှာလေဆောက်ပြန်ကြည့်မယ်ဆိုရင်ခဏနဲ့ပြန်ဒီမှာโอเคအဲ့ဆိုရင်ပြန်ချေပေးမယ်ဒီမှာအေးဒီမှာလေးဒီမှာနော်โอเคအဲဆိုရင်ကိုမကြိုက်မကြိုက်တော့လို့မေးတာနော်ဆိုတော့ခီတိုင်းနတ်တော့ねမေးတာနော်ဆိုတော့စကီနတ်တော့မေးတာမဟုတ်ဘူးအဲခီတိုင်းနတ်တော့တော့ခံငယ်ကတကအဘာနိုင်တော့ကဟောတော့โอเคဟောတော့ဆိုအများစုရှိရပါတော့နော်အဲ့လိုမျိုးโอเคအဲဆိုရင်တော့ ဘေးနံပါတ်ဖြစ်မယ်လို့ထင်တယ်လေခုနဆက်ပြီးမှမြင်သားလိုက်တယ်ခီတိုင်းကခဏဒီမှာတော့မှဆက်သားလိုက်တယ်နည်းများသွားတယ်သူကမေးတာကခီတိုင်းပဲခီတိုင်းမှာပဲသားမယ်သားပဲနော်ဘလူးရိုးခဏလေးအဲ့ဒီမှာခီတိုင်းခံကြီးကတကအမနိုင်ရှိတော့ဟောတုံးတော့ okay အဲ့ဒါဖြစ်ပဲအဲ့တော့ဘေးနံပါတ်ဖြစ်မယ်လို့ထင်တယ် okay အဲ့ ichiban no အဖြေကနော်နံပါတ်1ဖြစ်ပါလိမ့်။ okay ဘာဖြစ်လို့ ichiban လဲဆိုတော့ဆိုတော့ hanashite မီရီတိုစကားပြောကြည့်လိုက်တော့ဂျီရှင်းတော်ချီကအမိခတယာဟာဟာကင်ကအကန်ကိုအရာရဲအရာရဲပြောမယ်ဆိုစကားပြောကြည့်လိုက်တော့ကိုအမြင်နဲ့ကိုရဲ့ဒီအမြင်တို့ကိုရဲ့အတွေ့အခေါ်နဲ့ကြွေလွေပြီးတော့မှလက်ခံရရှိတာပေါ့နော်အဲ့တဘောပြောသွားတာဖြစ်ပါတယ်အဲ့တော့အနည်းဆက်ဆုံးကတော့အစ်ချီဘန်ဆရာဖြစ်ပါတယ်နိဘန်ကကျတော့ဟန်နန်စုကီခိုင်ကဖေးရီဆိုတာက စကားပြောဖို့ခွေရများလာတာ ਨੇ အမြတပြေပြေနဲ့စဉ်းစားတဲ့ပုံစံနဲ့တူလာတယ်။စာပိုက်ထဲမှာလုံးဝမပြောထားပါဘူးဆိုတော့เนาะ။ဒါစကီကီတိုင်းတော့ခန်းကြောမို့စမို့စနော်ဝါထိုးစမ်းတော့လေပြောမယ်ဆိုကြိုက်ခြင်းမကြိုက်ခြင်းကိုကြိုက်နေတဲ့ခြင်းမကြိုက်နေတဲ့ခြင်းရဲ့စိတ်ခံစားချက်ရတယ်ရှိတယ်ဆိုတာကတဘာဝဖြစ်တယ်တဘာဝကြတယ်အဲ့ဒီကြောင့်စကီကုတကီနီဆိုတာကဆိုတော့စိတ်အာစိတ်ပါလက်ပါဘောနော်စကားပြောဖို့မလိုအပ်ဘူးလို့ပြောတာမပြောတော့ဘူးနော်စာပိုင်းမှာနော် えー、自身の考えからの間違いをして、して、してくれるので話した方がいい。もう、な、こういえて、先生で本さんが寝びろ、まあ、ルエネで話すことの、ニョンピアピネでかちゃろ、スカービオラポカン、えっと、ルエビーだの、あと、ニーサーソンにね、サロガータ、一番あの、ニーサーは、ピッパーでな、あ、じゃピエマンが一番。オッケー、あ、そういう説明、だ、あと、ピエトクイア、ダメ。だ、問題一な。オッケー、説明、嫌い、目、目視、あ、 もしくは考え方が合わない人は自分とは違う発想をしているわけで、じっくり話してよ話話を聞いてみると、面白い見方、魅力のある発見を考えてくれることがある。 အတော်တော်များများပါတော့ခိုက်နေလေတော်တော်များကဂျီဘုံတော်ကဂျီကောက်ဟာဆိုစတေတို့ကကဲတဲ့ကိုနဲ့မတူညီတဲ့အမြင်တွေပေါ့နော်အမြင်များရှိမှသေးကြပြီတော့ဒါပေမဲ့သူတို့ရဲ့စကားကိုတေချာနားထောင်ကြည့်လိုက်တော့တဲ့ဒီကိဟာနာရှိဟာနာရှိကိုကြည့်တင်မိတဲ့သာတေချာစကားကိုနားထောင်ကြည့်လိုက်တော့မှစိတ်ဝင်စားစရာကောင်းတဲ့အမြင်တွေစိတ်ဝင်စားစရာကောင်းတဲ့ဆွေးဆောင်မှုတွေပေါ့နော်အမြင်တွေဆွေးဆောင်မှုတွေဒီဟာဆိုစာအိုင်ဒီယာတွေကလည်းပေးနိုင်တဲ့အခါလေးရှိတယ်တဲ့ ပြောမယ်ဆိုရင်ကိုရောသူ့ကိုကြည့်လို့မရဘူးဒါပေမဲ့သူတို့ ਨੇ တိတ်ချစကားနားထောင်ကြည့်လိုက်သူတို့ပြောတဲ့စကားကိုတိတ်ချနားထောင်ကြည့်လိုက်တဲ့အခါကျတော့ဆလုစီမှာမရှိနေတဲ့အမြင်နဲ့အတွေးခေါ်တယ်သူတို့သူတို့စီကနေရှိနေတာကိုတိရှိတဲ့အခါလေးရှိတာပေါ့နော်အဲ့ဒီပုံမျိုးကိုပြောသွားတာ Okay နော်အဲ့တော့ဘာသက်ရှိကြည့်ရှင်အကျွန်တော်ကျွန်တော်ကိုကိုတိုင်းပေါ့နော်သူတို့မေးကြည့်လိုက်တဲ့အခါကျတော့ရှေ့ဆိုင်ကိုစတေရီတော့အဲဘာလဲဆိုတော့ဆိုင်ရှောကပထမဦးဆုံးနေနဲ့စတွေ့တဲ့အခါဒီလူစတွေ့တဲ့အခါခန်းကြီးခန်းကြီးဝရင်းကိုကြည့်တော့အဲ့ဒီကောင်က ြည့်ရတာခံစားချက်ကြီးကမကောင်းဆိုတာကြည့်ရတာမဟုတ်ကြည့်လို့မရဘူးပေါ့နော်အဲ့လိုမျိုးပုံစံထင်နေတဲ့လူတွေကိုစကားပြောကြည့်နေတော့မှပဲခုဒါမဲ့ကိုကတော့ပထမဆုံးစတွေ့လိုက်တယ်တွေ့လိုက်တဲ့အချိန်မှာဒီဒီကောင်ကတော့ကြည့်မရအောင်ကအဲ့လိုမျိုးပေါ့နော်ထင်နေလူတွေကိုစကားပြောကြည့်လိုက်နေတော့မှပဲဘာဖြစ်လဲဆိုတော့သူတို့ပြောနေတာဟာနာရောတော့ဟုတ်နေပါလားဆိုပြီးတော့မှ ဒီခါလေးကျရင်သူတို့စီကနေပြီးတော့မှကြားရတဲ့အခါလေးရှိတယ်တဲ့ဆိုးဆူတို့တို့အဲ့လိုဖြစ်လိုက်တဲ့အခါကျတော့သူသူတို့ကိုမေးလိုက်တဲ့နောက်ဆုံးမှာပေါ့နော်သူတို့စကားတွေမေးလိုက်နောက်ဆုံးမှာအာဒီလူကတကယ်လူကောင်းတယောက်ပါလားဆိုပြီးတော့မှကိုယ့်ရဲ့ဒီစိတ်ဟန်းတန်းဆိုတာကစိတ်ဆုံးဖြတ်ရတဲ့ဟာလေပြောင်းပြောင်းရတဲ့အခြေအနေဖြစ်လာတဲ့အခါကျတော့တဲ့အရင်တော့စကြင်းတွေ့ရဒီလူကကြည့်မရဘူးပေါ့နော်ကိုတင်တယ်ဒါပေမဲ့သူကတကယ်တမ်းစကားပြောကြည့်လိုက်တဲ့အခါကျတော့အော်သူတို့ပြောနေဟုတ်နေပါလားဆိုပြီးတော့မှ သူတို့စကားပြောလိုက်တဲ့အဆုံးမှာအော်ဒီလူကလူကောက်တယောက်ပါလားဆိုကိုအနေနဲ့ကိုရဲ့အမြင်တွေကပြန်ချိန်ရတဲ့အခါလေးရှိတဲ့အခါကျတော့လူသားတယောက်ရဲ့ဒီဇာတော်ဒီကြိုက်ခြင်းမကြိုက်ခြင်းပေါ့နော်ကိုကြိုက်နေတဲ့ခြင်းမကြိုက်နေတဲ့ခြင်းဆိုလဲခန်းစားချက်ကတကယ်တမ်းကျတော့တည်တည်ကြဲကြဲအသေးချာမရှိဘူးလို့ပြောတဲ့သဘောပါ အေခါကန်ကမို့လို့ဆိုတော့ချောင်းတို့စတေးနိုင်ခတ်တော့ပေါ့အသေးချာလေးတည်တည်ကြဲကြဲမရှိဘူးဆိုတဲ့သဘောကိုသူတိတိတိသွားတာပေါ့နော်အဲ့ဒီသဘောပါအဲ့ဆိုတော့မိခုနံပါတ်1နဲ့ဆိုတော့သွားစင်ပါလေဘာလို့လဲဆိုတော့ မိသားလာကဇာယိစီရကရှေးဇာယိလုတ်တဲ့အတွေ့အကြုံကနေတဲ့ဖတ်စိတ်သူတိတော်တာကဘာလဲလို့မေးသွားတဲ့အတွက်ကြောင့်သူတိတော်တာကဘာလဲဆိုတော့နောက်ဆုံးမှာသူတွေးထားတဲ့လူကမကောင်းတဲ့လူစားသူတွေးထားတယ်ဟုတ်ဒါမဲ့ပြောကြည့်လိုက်ရနောက်ဆုံးမှာအာလူကောင်းတယောက်ဆိုပြီးတော့မှသူ့ရဲ့ဟန်တန်ကိုပြောင်းလိုက်ရတဲ့အခြေအနေရှိရှိဖြစ်သွားတယ်ပေါ့နော်အဲ့ဒီဘောပြောသွားတယ် ပုံစံပါအဲဆိုတော့ကုစားမြင်သားထားတဲ့ဟာနဲ့အဖြေကင်နေတဲ့ချက်ကိုရွေးပေးရမှာဖြစ်ပါတယ်ဟုတ်လားဒါရှင်ဆိုင်ကနေပြီးတော့မေးထားတဲ့သူကြောင့်ရှင်ဆိုင်ကဝတ်တကောရてしまうだから人間の幸悪の感情なんて実はいかがなものです。あ、そう、かにでですよ。ベーブナマピムです。1、2、3、4。ペアロテネ。このアポマミンダタのティアネかにでてちゃびゆべやまのティアパピロ。かにでてちゃう。 OK。4番ピッパメ。相手に対する好き嫌いの感情は変わることがある。ピョンレやれ。彼氏だもの。ルーティ、たペルーボマーク。好き感情しれ。 ခိုင်ခံကြောကိုပြောင်းလိုက်ရတဲ့အခြေအနေကိုသူတည်လိုက်ရတယ်ပေါ့နော်အဲ့ဒီဘောကိုပြောသွားတာဖြစ်ပါတယ်အားကြောင့်ဖြေမှန်ကယုံပါမှုဆိုရွေးပြရမှာဖြစ်ပါတယ်ဟဲ့အချိန်မှန်ကဟန္တရှိခိကုအချိန်နေစကားကိုမင်းနားထောင်နေတော့မှာပဲဒုံနာအိုက်တဲ့မော့အေးတတော်အမော်ရူရောင်းနေဘလိုမျိုးတစ်ဖက်လိုကကောင်းတယ်လို့သိရအောင်ဆိုပြီးတော့မှတွေးလာတယ်မထင်လာလားပေါ့နော်ထင်လာတယ်လို့မျိုးဖြစ်လာမဟုတ်ဘူးနော်ပြောနေတော့မဟုတ်ဘူးเนาะစကားဆုံးသွားတဲ့ခါကျမှတိသွားတာပြောတဲ့သဘောပါအဲကြောင့်ဆိုတော့အစ်ဂျီဘန်က မှာပါလေ။ Now each each to that to mod တဲ့အကောင့်နဲ့တရားလို့တွေးပြီးတော့မှစကားပြောမယ်ဆိုရင်တစ်ဖက်လူကနေလေအဲအသုံးဝင်နိုင်တဲ့စစ်ခံစားချက်ကိုပေးနိုင်တယ်မဟုတ်ဘူးနော်ဇာဘက်တမလုံးဝမပြောတော့ဘူးဒီဟာ Now identity is kirai no kanjo sto sto sore sore is လူတွေတည်တည်စီမှာရှိတယ်တဲ့တစ်ဖက်လူအပေါ်မှာဟိုကြိုက်ခြင်းမကြိုက်ခြင်းစစ်ခံစားချက်ကလူတွေတည်တည်စီမှာရှိတယ်ဆိုတာ မှန်နေဆိုမဲ့အပေါ်ကစားပါရဲ့အဲ့ဒါသူမေးတာလည်းမေးကုန်တယ်သလိုဖြစ်နေတယ်နော်အဲ့ဒါကြောင့်ဆလုံးကယုံမှန်ဖြစ်ရတာဖြစ်ပါတယ်သူကဘာမေးတာလဲရှင်းဆိုင်တော့ထိုင်ခင်ဖို့တို့စတေလုံးမေးတာလည်းအတွက်ကြောင့်နော်အဲ့ဒါဆိုဆလုံးဒီမှာလေရှင်းဆိုင်ကိုသူလုတ်လိုက်ပြီးတော့မှအစားကတော့ဒီလူကမကောင်းဘူးဆိုပြီးတော့မှသူတွေးပြီးတော့စကားပြောနေတော့မှပဲအသူလို့ပြောနေဟုတ်နေပါလားဆိုတော့တိတ်သွားတဲ့ခါမှနောက်ဆုံးတော့သူ့ရဲ့စိတ်ဆုံးပြတ်ထားတဲ့လူမကောင်းမကောင်းတဲ့လူတယောက်လို့သူစိတ်ဆုံးပြတ်ထားတဲ့ဟာက ပြောင်းလိုက်ရတဲ့အချိန်လေးအာဒီလူကလူကောင်းတယောက်ပါလားတိတိတော့တဲ့အချိန်လေးပေါ့နော်အဲဒါကြောင့်တတမထေအဲလူတွေကိုကြိတ်လိုက်တဲ့နဲ့ကြိုက်ခြင်းမကြိုက်ခြင်းဆိုတတမထေတမလို့မရဘူးလို့ပြောတော့ပြောတော့တာဖြစ်ပါတယ်โอเคအောက်ဆိုရင်နောက်ဆုံးစာပိုင်းကဇာယေသူပြောခြင်းတဲ့အကြောင်းအရာဖြစ်သွားမယ်ဒါပဲအဲဒါဆိုရင်ဆက်လို့ဆက်ပါပြီးတော့ဘာသာပြန်ကြည့်အောင်နော်ဟာဂျီမီတီရှိတနီအတတကိပရမအုံးလူတွေနဲ့တွေ့တဲ့အခါမှာကိုကြိုက်ခြင်းမကြိုက်ခြင်းပေါ့နော်မကြည့်လို့ရတာမကြည့်လို့မရဘူးဆိုတဲ့စိတ်ကံစားချက်ကိုနိကီနီဆူလို့ခေါ်တော့ဖယ်ထားမယ်လို့ပြောတယ် ဖယ်ထားလိုက်။ဒါဆိုကျွန်တော်နည်းစတိုမီတဲ့မယူတာပွင့်လင်းစော်နေလူတယောက်ကိုကြည်ပြီးတော့မှလူတယောက်မြင်ပြီးတော့မှစကားကိုနားထောင်နော်စကားနားထောင်ပြီးတော့မှပြီးမှစိတ်ပင်ဆက်ဆက်အားကောင်းတဲ့စကားတွေကိုနားထောင်နိုင်တဲ့အခြေအနေဆိုရင်လေတစ်ဖက်လူကိုအဲဘယ်လိုပြောမလဲဆိုတော့ကျောခန်းစုလို့ဆိုတဲ့ကတူညီတဲ့စိတ်ခံစားချက်နေနဲ့ထားပေးတာပေါ့နော် ဖုန်း online ရရောနေခံကြည့်လို့ဆိုသူညီတဲ့စိတ်ခံစားချက်နေနဲ့ထားပေးပါဟိုမှာဟိုဘက်ကနေပြီးတော့ပြောလာတဲ့စိတ်ဉာဏ်စားစရာကောင်းတဲ့စကားတွေဆိုရင် ကိုနားထောင်ပြီးတော့မှဟုတ်တယ်ဆိုပြီးတော့သူခံစားချက်အတိုင်းပေါ့နော်သူညီတဲ့ပုံစံဟိုမှာဆုံးမြန်မာဆိုကိုချင်းစာပုံစံပေါ့နော်ကိုချင်းစာစိတ်လေးထားပေးပုံစံပြည်တယ်တဲ့ဆိုဆူရစ်တော့ပါအဲ့လိုမျိုးလုတ်လိုက်တဲ့လုတ်နေတဲ့လူတွေကကျတော့ခင်ကျွန်းနေတဲ့ကိုတော့ကျိုးနွန်လာလိမ့်မယ်တဲ့ ကောသူတို့ပြောနေတာတေချာလေးနားထောင်ပေးတယ်သူတို့ကိုကဘယ်လိုကိုချင်းစာစိတ်ထားပေးတယ်ဆိုရင်အဲ့လူကကိုယ့်ပုံမှာပြန်ပြီးတော့မှကျုံလွန်လိုက်မယ်အဲ့လိုမျိုးဆိုပေမဲ့ပေါ့နော်အလုတ်မှာလည်းပဲအတုံးဝင်နိုင်တဲ့ဟင်းတော့တိတ်ပဲကအရေးအမြတ်နဲ့စာတကယ်အလုတ်မှာတုံးဝင်နိုင်တဲ့တကယ်အရေးကြီးတဲ့အချက်တွေပေါ့နော်ဘာတွေဒီလိုလို့ရင်ဒီလိုဖြစ်နိုင်နေဆိုတဲ့ဟာလေးအရာရှိနိုင်လာမှာတေချာပြီးတော့တပည့်လူကိုကိုယ်အနေနဲ့ဒီ respect ထားပေးလာမှာပေါ့နော်အဲ့လိုသူတို့ပြောလာတဲ့အခါကျကိုကိုကလည်းတပည့်လူပေါ့မှာ ဒီလေးစားမှုရှိလာလိမ့်မယ်တဲ့အဲ့လိုမျိုးဆက်ပြီးတော့တွားနေတဲ့လူတွေဆက်ပြီးတော့မှတွားနေတော့မှာပဲလူတွေနဲ့တွေ့တဲ့အခါမှာတပတ်လူကိုလေလေးစားတမှုလုပ်ပြီးတော့မှပေါင်းသီးဆက်ဆံမှုကိုရည်တည်ကြည့်နေတဲ့လုပ်မင်းဆိုရင်လေလုပ်မင်းဆိုရင်နင်္ဂန်နိခဝတေတွေပြောမယ်ဆိုရင်လူသားတွေရဲ့ကိုယ်အမြင်တွေကပြောင်းလဲလာမယ်တဲ့အဲ့လိုမျိုးလုပ်ခြင်းအဖြစ် တပတ်လူပေါ်ကနေပြီးတော့လေတပတ်လူစီကနေလေကိုကိုအနေနဲ့ဘာဖြစ်လဲဆိုတော့ယုံကြည်မှုတွေရရှိနိုင်တာပြီးတော့ကင်မီရဲ့ယဉ်နိမှုရရှိနိုင်လာလိမ့်မယ်။โอเคအဲဆိုရင်ပြောသွားတာက ပြောမယ်ပထမဆုံးကိုအစားသွေးပြီးဆိုရင်ကိုကြိုက်ချင်းဒီလိုကြည့်လို့ရတယ်ကြည့်လို့မရဘူးဆိုတော့ခဏအဲ့စိတ်ကိုခဏဖယ်လိုက်။အရင်ဆုံးကိုအနေနဲ့ယူတာပွင့်လင်းစွာနဲ့စကားအသူတို့ရဲ့သူတို့ကိုကြည့်ပြီးတော့မှသူတို့စကားနားထောင်ပြီးတော့မှဟိုလုပ်ပေးမယ်ဆိုရင်ပေါ့နော်ဒီဘယ်လိုပြောမလဲဆိုတော့ ခင်မင်းရင်းနေလာမယ်ကိုကိုလည်း respect ထားလာမယ်ကိုကလည်းသူ့ကိုပြန် respect ထားလာပြီးတော့အချင်းချင်းရင်းနှီးမှုရရှိနိုင်လာမယ်နောက်ဆုံးအနေနဲ့တစ်ဖက်လူစားနေယုံကြည်မှုအနေနဲ့လေရရှိနိုင်လာလိမ့်မယ်ပြီးခင်မင်းရင်းရင်းနေလာမယ်ပေါ့နော်အဲ့ဒီပုံမျိုးပြောတာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ဇာယီသူပြောခြင်းတဲ့ဟာကနောက်ဆုံးစားပါပြောခြင်းပရမအောင်ဆုံးစားတွေးပြီးဆိုရင် စနအုံးနေနဲ့လောက်ရမယ်လူတွေနော်ပြီးရင်တေချာလေးတို့စကားနားထောင်နားထောင်ပြီးတော့ဖြောက်ခံလို့ပြီးရင်အဲဆရာတို့နောက်ပိုင်းကျုံလုံးလာမယ်အဆုံးခေဖြစ်လာလိမ့်မယ်နောက်နောက်ဆုံးကရှင်ပိုင်းစားတဲ့လူဖြစ်လာလိမ့်မယ်ဒါပဲနစ်ချုပ်ပေါ့နော်ဆရာပြောအောင်လဲဆိုโอเคအဲ့ဒါဆိုရင်ဒီခုနစာပိုင်းနဲ့ကိုက်ညီနေဟာဆရာတို့ဘယ်ဟာဖြစ်မလဲပြောမယ်ဆိုရင်ဒါဒီစာပိုင်းတစ်ပိုင်းလုံးကဆရာတို့ပြောချင်တဲ့အကြောင်းအရာပေါ့လေနော်အဲ့တော့ဆရာတို့ဒီဟာကိုဖတ်ပြီးတော့မှအနစ်ချုပ်နေနေစာတစ်ကြောင်းနဲ့ဖြစ်အောင်ချုပ်ရအောင်ပုံစံဆိုတော့โอเคနည်းနည်းတော့ ရွေးပေးပါဘယ်နံပါတ်ဖြစ်မလို့ထင်တယ်လေခုနဖတ်လိုက်တဲ့ဟာဆက်ရှင်းပြလိုက်တဲ့ဟာရန်နေချောအင်းโอเคနိုင်ဖြေမှာက3番ဖြစ်ပါလေနော်အဲ့တော့初対面の時は相手に付き嫌いの感情を持たない方がいい အဲ့ဒီနေ့မှာ short payment ကိုမသိရင်တော့နည်းနည်းတော့ပြဿနာဖြစ်နိုင်တယ်။ hajimete auto key လို့တိတိပေးနေတူတူပဲ။ပထမဦးဆုံးစတွေ့တဲ့အခါမှာဆိုရင် the fed လို့ပုံမှာ key key တိုင်းတော့ခံကြောကိုမယူတာမထားတာပိုကောင်းတယ်လို့ပြောတယ်။တဖို့ပါနှစ်ချုံနေလည်းပြန် ပြောအောင်မယ်ဆိုဒါပဲ။အဲ့ကြောင့်ပြင်မှာဆောင်းမှဖြစ်ပါတယ်။ဆိုတော့ ichiban ကအာ謙虚な態度で付き合っていれば長のねအပြုမူနဲ့ပေါင်းပြဆက်ဆံနေဆိုရင်အဲတဖက်လူအနေနဲ့လည်းပဲကိုယ်ကို respect ထားလာမယ်လို့ပြောတယ်တဖို့ပါ။ နော်ဟိုက်ကျွန်းတို့နဲ့အပြုတ်မှုကိုပြောတာမဟုတ်ဘူးနော်ဆိုတော့မှားတယ်နော်အဲ့တော့နောက်တစ်ခုက IT ကရာရှင်းနိုင်စားတဲ့စားတဲ့လူညီဝစကီခိုင်းတော့ခံကြောကိုစနာဦးနိအရဝတ်အရဝတ်စကတော့ကဲစီအဲ့တော့တပတ်လူကနေပြီးတော့ယုံကြည်နိုင်ဖို့ဆိုတာကကိုကြိုက်ခြင်းသူတို့ကြည်လို့ရမကြည်လို့မရဘူးဆိုတဲ့စိတ်ခံစားချက်ကိုရိုးသားပွင့်လင်းစွာနဲ့ပေါ်ပြဖို့အရေးကြီးတယ်ပေါ်ပြဖို့လိုအပ်တယ် ပြောရမယ့်ပုံစံသူတို့ယုံကြည်ဖို့တစ်ဖက်လူစီနဲ့ယုံကြည်ခံရဖို့ဆိုတော့အနေနဲ့စကီကီတာယုံကြည်ခံရမှာမဟုတ်ဘူးเนาะဒီလိုထားခြင်းအဖြစ်ဒီလူစီနဲ့ယုံကြည်ခံယုံကြည်လာလိမ့်မယ်လို့ပြောတဲ့သဘောဖြစ်တဲ့သူကြောင့်မှားနေတရားအတိတ်ကပြောင်းပြိုင်လှည့်ထားတာเนาะနောက်တစ်ခုကဒီမှာအစမှန်ကအဖြစ်မှာမဟုတ်เนาะ 4番が初対面の時の感情を大切にしなければ、ပြောမယ်ဆိုပထမအဆုံးတွေ့တဲ့အချိန်မှာစိတ်ခံစားချက်ကိုအရေးကြီးကြီးမလုပ်ဘူးဆိုရင် the path လို့ ਨੇ ကောင်းတဲ့ relationship တစ်ခုကိုမတည်ဆောက်နိုင်ဘူးလို့ပြောသွားတာ။မှားတယ်။ကောင်းတဲ့ relationship မတည်ဆောက်နိုင်ဘူးလို့ပြောစပိုင်းမှာမပြောသားဘူး။အဲ့တော့ဆိုတော့နေ့ချုပ်နေနေသူပြောခြင်းနဲ့အဓိက main point ကပါလဲဆိုတော့ပထမအဆုံးစတွေ့ပြီဆိုရင်စာအထမက်လို့ခုမှ မုံချင်းဒီချစ်ချင်းပေါ့နော်အဲ့စိတ်ကိုမထားဘဲနဲ့စနာဝုန်နဲ့လောက်တာပိုကောင်းတယ်လို့ပြောလဲတဲ့ကြောင့်မုံချင်းချစ်ချင်းအချစ်ချင်းမုံချင်းကိုမယူတာပိုကောင်းတယ်လို့ပြောရတယ်တူတူပဲအဲအကြောင်းနှစ်ချုပ်နေနဲ့သမ္မတအဖြစ်မှဖြစ်ပါတယ်နော်အဲ့တဘောမှာအဲဆိုရင်ဆိုတော့ဒါသုံးပုဒ်ကတော့ရသွားပြီပေါ့နော်ဒီနေ့အတွက်ကတော့ဆာပိုင်းကတော့အလုံးရမယ်ထင်ပါလိမ့်အဲ့တော့ဒါဆယ်ရက်နေ့မြောက်နေနဲ့ဆာပိုင်းအလုံးရမယ်ရပြီဆိုတော့အဲဆက်ပြီးတော့ဆက်ရှယ်ပြီးလုပ်ပြပါမယ်ဟိုက်နာဆန်ありがとうございました